ဩဘာကြီးပြီးစွန့်ကြဲပေးကန့်ရှင်းမရှိလို့ပိတ်တာဖြစ်ရသူ မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါပြောပြမယ့်ဇလန်းလေးကတော့လောဘကြီးပြီးအလူတန်းရဲ့ရောမှုမရှိလို့ပိတ်တာဖြစ်ရသူအကြောင်းကို ပြောပြပေးပါမယ်တစ်ချိန်လုံးကတထေးကြီးတယောက်ရှိခဲ့ပါတယ်သူဟာအလွန်ချမ်းသာကြွယ်ဝပြီးရွှေငွေရတနာပေါင်းများစွာကို ပိုင်ဆိုင်ခဲ့ပါတယ်ဒါပေမဲ့သူ့မှာကြီးမားတဲ့ပြဿနာတစ်ခုရှိနေပါတယ် ဲ့ဒါကတော့သူဟာအလွန်ကိုမှ လောဘကြီးတဲ့သူပါ သူဟာပိုင်ဆိုင်မှုအားလုံးကိုတင်စီထားပြီးဘသူကိုမှတပြားတစ်ချက်မှမပေးကမ်းမလူတန်းခဲ့ဘူးပါဘူးဘလောက်ထိဆိုတဲ့ဆိုရင် သူ့မိသားစုဝင်တွေဆွေမျိုးသားချင်းတွေကိုတော့မပေးကမ်းခဲ့တာပါ သူ့မှာမိမရှိပြီမဲ့တာသမီမထွန်းကားခဲ့ပါဘူးဒါကြောင့်သူတည်သွားတဲ့အခါသူ့ရဲ့ကြွယ်ဝမှုအားလုံးကိုတခြားသူများက အညီမြခွဲဝေယူသွားခဲ့ကြပါလေ။သူတိတ်ဆုံးပြီးတဲ့နောက်သူဟာပိတ်တာဘဝကို ရောက်ရှိသွားခဲ့ပါလေ။ပိတ်တာဘဝမှာသူခံစားရတဲ့ဆင်းရဲဒုက္ခတွေကတော့နံပါတ်1အစာငတ်ရေငတ်ခြင်းသူဟာ လူတန်းမှုမရှိခဲ့တဲ့အတွက်ဒီလိုငတ်မွနေတဲ့အကျိုးဆက်ကို ခံစားနေရတာပါ။နံပါတ်2အထီးကျန်ခြင်းသူဟာအသက်ရှိစဉ်မှာဆွေမျိုးတွေကိုပြစ်ပယ်ထားခဲ့ခြင်းကြောင့် သူ့ကိုဒတိတယအလူတန်းလုပ်ပေးပြီးအမြဝေပေးမဲ့သူမရှိတာကိုဆိုလိုတာပါ သူဟာသူ့ရဲ့အတိတ်ကံကိုဒတိယကနောင်တတရားများဖြင့် အော်ဟစ်ငိုကြွေးရင်းလှည့်လည်သွားလာနေခဲ့ပါတယ်တနေ့မှာတော့ရှင်မောက်ကလန်မထေကြီးဟာ သူ့ဤဒေဘာစကုအဘိညာဉ်ဖြင့်ဒီစင်းရဲ့ပင်ပန်းနေတဲ့ပိတ်တာကြီးကိုမြင်တော်မူပါတယ်မထေကြီးဟာသူ့အနီးတို့ချင်းကပ်ပြီး မေးမြန်းတော်မူခဲ့ပါတယ်။အိုပိတ်တာတင်သည်အဘဲကြောင့်ဤမြဆင်းရဲဒုက္ခရောက်နေရသည်။တင့်တော့ကုတူပြုပေးမိသာသမီဆွေမျိုးတို့သည်အဘဲမာနီဟုမေးမြန်းတဲ့အခါမှာတော့ပိတ်တာကြီးကငိုကြွေးရင်းအခုလိုပြန်ဖြေခဲ့ပါတယ်။အရှင်ဘုရားတပည့်တော်သည်လူဘဝတုန်းကအလွန်လောဘကြီးခဲ့ပါတယ်။ဘသူကိုမှဘာမှမပေးကမ်းမလိုတန်းခဲ့ပါဘူး။ တပည့်တော်ရဲ့ဆွေမျိုးတွေကိုလည်းတပည့်တော်ကဖိမတ်ကူညီခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်တပည့်တော်တည်ဆုံးပြီးတဲ့နောက်မှာတပည့်တော်အတွက် ကုတူပြုပေးမဲ့သူတယောက်မှမရှိပါဘူးရှင်ဖျား။အရှင်ဖျားကျေးဇူးပြု၍တပည့်တော်အတွက်ကုတူတစုံတရာပြုလုပ်ပေးပါလို့ရှောက်ထားတောင်းပန်ခဲ့ပါတယ်။မောင်ကလေးမထေကြီးသည်ထိုပိတ်တာအားတနာကျင်နာတော်မူပြီးစွန့်ခံကြွတော်မူကတခြားယဟန်တော်များကို စိုးလူတန်းပြီးရရှိလာတဲ့ကုသိုလ်ကောင်းမှုတွေကိုဒီပိတ်တာအတွက်ရည်စူးပေးအပ်တော်မူခဲ့ပါတယ်။ထိုကုသိုလ်တကောကြောင့်ထိုပိတ်တာသည်သူ၏ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်သွားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ဘဝမှာလည်းပိုင်ဆိုင်မှုတွေကိုတင်စီထားပြီးပေးကမ်းလူတန်းခြင်းမရှိရင်ဒီပိတ်တာလိုဆင်းရဲရမယ်။ကုသိုလ်ကောင်းမှုပြုခြင်းဟာမြတ်မောဘောဝအတွက်တမကအ တမလွန်ဘဝအတွက်ပါအကျိုးပေးပါတယ်။ကိုတက်ရှိထင်ရှားရှိစဉ်မှာဆွေမျိုးသားချင်းတွေအကူအညီဒီစုံတရားလိုအပ်လာတဲ့အခါအကူအညီပေးရမယ်။စတဲ့တင်ကန်းစာလေးတွေကိုမှတ်သားထားပြီးဒီပိတ်တာကြီးလိုနောင်မှနောင်တမရရလီအောင်အခုတည်းကစ조사ချစ်ကြံနိုင်ကြပါစီခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။